ကျွန်တော်တို့ပြည်သူတွေအနေနဲ့အိမ်မက်မဟုတ်တဲ့တကယ်လက်တွေ့ဘဝကိုခံစားနေရတာပါစစ်ဘေးဒဏ်ငလင်ဘေးဒဏ်ရေဘေးဒဏ်နဲ့မအေဘေးဒဏ်ကနေပြီးအမြန်ဆုံးကင်းလို့ကြပါသေးလို့ဒီနေရာကနေပြီးဆူတောင်းပေးလိုက်ပါတယ် ော်လန်မျိုးတွေအားလုံးပဲအလင်တမ်းမအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်ကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကဆိုရင်တော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုဂျိုးစီပွားတဲ့နိုင်ငံတော်အာဏာကိုအတင်းအကျပ်တိမ့်ထားတာပေါင်922ရက်ရှိပါတယ်။မြန်မာနိုင်ငံတော်ကစစ်ကောင်စီကတရက်တာတွင်စစ်ခွေးတည်ဆုံမှုစီးရင်မှာတော့ကျင်းနီဘီဘောလက်ခဲမြို့မှာ၄ကောင်၊နင်းသာရီတိုင်းပလောမြို့မှာ၃ကောင်၊မန္တလေးတိုင်းရင်မဲသိမ်းမြို့မှာ၃ကောင်နဲ့အဝေးတိုင်းပေါ့မြို့နယ်မှာတော့တော်လိုင်းရဲဘော်၂ဦးကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။ထပ်တရင်မှာတော့ အလင်းနောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်မိမိတို့နှင့်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာတွေမှာထိုးစစ်များကိုပြုလုပ်မည်မဟုတ်ဘဲတလတာတစ်ဖက်သက်ပြည့်ရဲ့ကြောင်းညောင်မောင်မဲသုံးဘက်ကနေပြီးတော့ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ဒါဟာ2025ခုနှစ်မက်စလာမှာဖြစ်ပွားခဲ့တဲ့ Richard Ski မနစ်သမခွန်အင်အားရှိတဲ့ပြည်ထောင်ငလင်းကြီးတစ်ခုရဲ့နောက်ဆက်တွဲငလင်းငယ်များကြောင့်အခိုင်မန္တလေးရှမ်းပြည်ကိုနေပြည်တော်ပအဝင်မြန်မာနိုင်ငံတွင်းရှိနေရာဒေသများပြနိုင်ပြည်သူလူထုများစွာတို့ရဲ့အသက်အိုးအိမ်စီးစိမ် အိမ်မွေးတလီဆန်လူနေအိမ်တိုက်တာအဆောက်အုံများစာတင်ကြောင်းများစေးယုံအေးလက်စီပီကံများဖရဲကြောင်းကစီဒီပထိုးများဗလီများပါဝင်သာသနိကအဆောက်အုံများတံပိုးမဖြစ်နိုင်သောရှေးရောက်ရင်ကျမှုမွေးနေ့မြောင်များစွာပျက်စီးဆုံးရှုံးကြရတာဖြစ်တဲ့အတွက်တတူထမြဝမ်းနေကြောင်းနဲ့အရှိချင်မှပြန်လဲထူထောင်ပြီးလုပ်ဖို့အတွက်အလတတီပြည့်ခဲ့ရစေကြောင်းဤနောင်သုံးပေါ်ကပညာခဲ့ပါတယ်နောက်ထပ်တဲ့နေ့မှာတော့စစ်တပ်အနေနဲ့ငလင်တန်းခံထားရတော့လဲကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပြီးကယ်ဆယ်ရေးတဲ့ကာကွယ်ရေးရဲ့အရေးကြီးဆုံးမင်းအောင်နိုင်က ုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီပြီးတော့မှပြုလုပ်ခဲ့တဲ့ငလင်ဘေးတံကုညီရေးငွေလှူဒန်းမှုလက်ခံပွဲမှာလည်းချမ်းဖတ်မင်းအောင်လှိုင်ကအခုလိုပြောခဲ့ပါတယ်။ဒုရုအစိုးရထံမှအာဏာကိုလက်နက်ဖြင့်ဆ ਿਆ နာတည်ယူခဲ့သောမင်းအောင်လှိုင်ဟာလက်ရှိနိုင်ငံရေးအရဖြစ်ပေါ်လာတဲ့ပြဿနာကိုအကြမ်းဖက်သည့်နည်းလမ်းဖြင့်ရွေးချယ်ခဲ့ကြသည့်အတွက်တိတက်နေဖြင့်ချမှတ်ထားသောလုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးတဲ့ကာကွယ်ရေးရာပို့ယူအရေးကြီးနေသောအချိန်ဖြစ်တဲ့အတွက်တိုင်းဒေသနဲ့နိုင်ငံဖွဲ့များအနေဖြင့်လက်ရှိအခြေအနေမှာတိုက်ပွဲပေါ်ဆောင်ခြင်းမရှိတော့လဲတိုက်ခတ်မှုများလှုပ်ဆောင်ရန်အတွက်စုဖွဲ့ခြင်း၄ကြိမ်ပြင်ဆင်နေခြင်းများလှုပ်ဆောင်နေသည့်မိမိတို့အနေဖြင့်သိရှိထားပြီးရင်းကဲ့သို့ဆောင်ရွက်ခြင်းမှာလဲတိုက်ခတ်ခြင်းဖြစ်သည့်အတွက်လိုအပ်သည့်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်တော်မူဖြစ်ကြောင်းချမ်းမတ်မင်းအောင်နိုင်ကဆူခဲ့ပါတယ်။လင်းပေးတံကြောင့် NUG ကနှစ်ပတ်ပြည့်ခဲ့ရဲစဲမယ်လို့ကြေညာထားမှုကို၎င်းကသိရှိကြောင်းအုပ်ဖော်ပြောဆိုခဲ့ပြီး ်စစ်တပ်နေဖြင့်မိသည့်တိုင်းသားနဲ့နဲ့ကိုင်ဖွဲ့ဤသခန်းကိုမှဥစွာတိုက်ခိုက်ခြင်းမရှိဘဲ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျှင်လူဝက်သည့်တုံ့ပြန်မှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။အန္တရီနဲ့စကိုင်းမျိုးကိုအဟိုပြုတဲ့ပြင်းရ9သမခွန်အဆင့်ရှိတဲ့ငကြီးလှုပ်ခတ်ပြီးဒီမှာတော့စစ်တပ်ဟာတိုင်းနဲ့ပြည်နယ်နေရာ၅ခုကိုလည်းစစ်ကောင်စီကလေကြောင်းပုံးကျက်တိုက်ခိုက်ခဲ့ပါတယ်။အခုကကျွန်တော်တို့ကလူလိုတွေးပြီးနှစ်ပတ်ရတာလူသားချင်းစာနာမှု Humanitarian Cause ဆိုပြီးပိုးစစ်နှစ်ပတ်ရတာ။ ော်လူလိုနားမလည်တဲ့လူကိုတော့သုံးမဖို့အစင်းနေမယ်ဆိုတဲ့အကြောင်းကိုပြောကြည့်နောက်ထပ်သတင်းတွေမှာတော့အလင်းဘေးဒဏ်တင်ဒေသများမှာကုညီကယ်ဆယ်ရေးများပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ဖို့အတွက်စေနာရှင်လူရှင်များလူတန်းငွေ104.44ဘီလီယံလူပစ္စည်း12.4ဘီလီယံစုစုပေါင်း116.84ဘီလီယံတို့ကိုလက်ခံရရှိခဲ့ပြီးရပါတယ်။အားတော့မင်းအောင်လိုင်ကိုလူတန်းခဲ့တဲ့ပွဲနေပြည်တော်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစည်ရန်လုံအားကြီးလုံစားစရာမရှိတဲ့လူတန်းစားနဲ့ ဖန်းသာလုံးအာဂျီတို့ထားเสียမှရှိတဲ့လူဒန်းစားတွေကလည်းကွဲနေတာဖြစ်တဲ့အတွက်လူဒန်းငွေတွေကအများကြီးရနေပြီမဲ့လေအုတ်ချီချီမရောက်ခွင့်နဲ့အလေအဆင့်မှန်ပျောက်နေတော့ပြရပါတယ်။ထောင်းရှိခုနေနာကိမုံတိုင်းတော့ကလည်းဆိုးရလက်ထက်မှာပြည်သူတွေကိုဘာမှမကြည့်ခဲ့ပဲနဲ့အိမ်ကြီးဆိုရင်လေ၄၅၆နဲ့ဘယ်လိုပဲဘိုးမပါကာမပါလူကြပျက်စီးတဲ့အတိုင်းအတိုင်းပဲဒီအရွေမြို့ပါကျုံးမှာတွေ့ခဲ့ရတော့အမှန်ပါပဲ။ဒါလိုကြီးကြီးအမြတ်ခုချိန်မှာဆိုရင်ရောသခိုင်းမန္တလေးတရှိရဲ့နေရာဒီမှာဒီတိုက်တာအဆောက်အုံတွေကဘလောက်ခုနေလောက်ထိများဒီတိုင်း လူရင်းပျက်စီးပြီးတော့ပြည်သူတွေလောက်ထိဒုက္ခရောက်နေအောင်မလဲဆိုတာကတော့တွေးကြည့်စရာတော့ဘူးတဲ့အနေထားတစ်ခုပါပဲနောက်ထပ်သတင်းတော့မှာတော့စစ်ကောင်စီကိုကြိုတင်သတင်းပေးဖို့ထားတော့လဲတရုတ်ချက်ချင်းနေတဲ့ရဲ့ငလင်းဘေးတင်ပြည်သူများထောက်ပံ့ရေးကာကိုးစီကိုစစ်တပ်ကနောင်ချိုမျိုးနယ်အတွင်းမှာပြစ်ခတ်ခဲ့ကြောင်း TNL ကထုတ်ပြန်ခဲ့ပါတယ်စစ်ကိုးတွေကတော့ဘာမှသိတဲ့ကောင်တွေမဟုတ်ဘူးပြစ်ဆိုရင်ပြစ်တာပဲလူလူလည်းသိတာမဟုတ်သလိုကိုးစိတ်ပဲရှိတဲ့ကောင်တွေကတော့ဒါစမ်းတော့မဟုတ်ပါဘူး ဒါဧပြီလ၁ရက်နေ့ည9:27မိနစ်အချိန်မှာတရုတ်နိုင်ငံချက်ချင်းနေသိရန်မြန်မာနိုင်ငံငလင်းဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများအသက်ဆောင်လာတဲ့ရင်နှန်းကိုစီကိုစစ်ကောင်စီတပ်ကဆက်လက်တန်းတန်းဖြင့်ပြစ်လက်ပစ်ခတ်ခဲ့ကြောင်းအဆိုပါရင်နှန်းမှာမန္တလေးမြို့ကိုဆက်ခရီးဆက်ရမှာအောင်ချုံမြို့နယ်အုံမဒီကျေးရွာမှာစစ်ကောင်စီတပ်ရဲ့အသင်းဆောင်တဲ့ပစ်ခတ်ခြင်းကိုခံခဲ့ရကြောင်းသိရှိရပါတယ်။တရုတ်ချင်းနေသိရန်အကူအညီပေးရရင်နှန်းဟာမန္တလေးမြို့ကိုခရီးဆက်သွားမိအကြောင်းကိုလည်းစစ်ကောင်စီတပ်အတင်းပေးပို့ခဲ့ပြီးဖြစ်တော်လဲယခုကဲ့သို့လမ်းကြီးတွင်ပစ်ခတ်ခံရပြီးအောင်ချုံမြို့ကိုပြန်လည်ဆုတ်ခွာလာခဲ့ကြောင်းသိရပါတယ်။ ရုပ်နိုင်ငံချက်ချင်းဤတင်ရမြန်မာနိုင်ငံကလင်းဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများသေဆောင်သောရင်းနှံကို PNLA ကကာကွယ်စောင့်ရှောက်ပေးထားပြီး၎င်းတို့တို့ရဲ့ဤကိုဆက်လက်ပို့ဆောင်သွားမယ်လို့လည်း PNLA ကထုတ်ပြန်ထားပါတယ်။ဟုတ်တဲ့တင်တို့မှာတော့အင်အားပြည့်ငလင်ကြောင့်တရဦးလေတက်မှလေရင်မှုတွေနဲ့လေတက်လုံသားလူတွေနဲ့မိသားစုတွေပေါင်းဝင်စုပေါင်း50ရောသေဆုံးခဲ့ကြောင်းသိရှိပါတယ်။မတ်လ28ရက်နေ့မှာလုတ်ခတ်ခွက်တဲ့ အင်အားပြင်းကလေးကြောင့်တရဝူလီတက်မှလေရင်မှုတွေလေတက်လုံတာသူတွေနဲ့မိသားစုတွေပေါင်းဝင်စုစုပေါင်း50ကျုံသေဆုံးခဲ့ကြောင်းလေတက်ဖျက်သည့်တွေကတင်ပြပို့အားပါတဲ့တချီချိန်ဒီအပျက်စီးတွေကြမှာရုံလုံး50ကျော်ကိုပေါ်ယူရရှိထားပြီးကယ်ဆယ်ရေးလုံဆောင်နေစေဖြစ်ကြောင်းတိကျတဲ့ဒဏ်ရာရရှိသူတွေအေတွေလည်းအလွန်များပြားကြောင်းအဆန်28ရက်နေ့မှာငလီလုံနေစဉ်အတွင်းနောင်ချိုကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ရန်အသင့်ပြင်ဆင်ထားတဲ့ပြေးလန့်ဘော်ကတိုက်လေရင်တစ်စီးနဲ့အရေးပေါ်အတွက်ထားရှိတဲ့လေရင်နှစ်စီး သူ့ပေါင်း၃စီးလိုက်ပျက်စီးသွားကြောင်းလေကြောင်းတိုက်ခိုက်ရေးအတွက်ပြင်ဆင်ပေးနေတဲ့ပေါ်လီကာတစီလေကာကနှစီအဆောက်အုံပြီးပြီးမြန်မောင်း၄ယောက်ပါပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်းလေရင်ပြေးလန့်ပျက်စီးမှုအနေဖြင့်တရူးလီတက်ရှိမြောက်ဖက်ပြေးလန့်မှာအခြေအနေလွန်ဆိုးရွားစွာပျက်စီးသွားပြီးပြန်လည်ပြင်ဆင်ရန်မလွယ်ကူတော့ကြောင်းကောင်ဘက်ပြေးလန့်မှာပျက်စီးမှုနေပါတော့ကြောင်းစစ်ရှုံးကောင်စီကအလင်းမြန်ပြင်ဆင်ရန်လှုပ်ဆောင်နေကြောင်းအတွင်းဖျက်သည့်တွေကသတင်းပေးပို့ထားပါတယ်။လူမင်းဆိုတဲ့ကောင်ပြေဒီဦးဆိုတဲ့ကောင်ကမင်းကိုစိန်ခေါ်တယ်ကွာယောက်ျားချင်းချင်းမင်းတို့ကတော့ထူထူသွားလူကြမယ်။ စကိုင်းလည်းသွားလူမယ်ကွာမန္တလေးကိုလည်းလာလူမင်းတို့လာခဲ့မင်းတို့စောက်ပစံမထဲနဲ့မင်းတို့ကိုယ်တိုင်လာမင်းတို့ကြောင့်ဒီတိုင်းပြီဒီလိုဖြစ်တာမင်းတို့တွေမြောက်ပေးခဲ့လို့အဲဆိုဘိုးရင်းဆိုတဲ့ကောင်ကတော့သူ့ဘမင်းအောင်လိုက်ကလွင်ကျင်တဲ့လူကလုံးပတ်ကြိုက်နေဖြစ်ပါတယ်။သူနဲ့အတူသွားဖို့ပြောနေပါတယ်။မင်းနဲ့အတူသူကသွားမှလဲကွာ။မင်းနဲ့မိမနဲ့ကလေးတော်မင်းနဲ့အတူမနေရလို့တရုတ်ပြည်သွားထားနေရယူ။ညာရှင်လိုက်ဆိုတန်ပေါင်းတရမယ်လို့မင်းတို့ကောင်တွေတုတ်ခတ်တာခိုင်သိင်းကြီးလို့တတ်မုံမြေလို့အများကြီး စစ်တပ်လော်ပြီးရောတရားမှမပြောဘူးဟောမြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေဆိုရဲစိတ်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကတော့မြန်မာပြည်ငင်းငင်းနဲ့နေရမင်းတို့တွေ့အောင်မဟုတ်တော့ဘူးဘာလို့လဲဆိုတော့မင်းတို့ကိုရှင်းပြီးမှငင်းငင်းမှဆိုတာပြည်သူတွေကတော့သိနေလို့မင်းတို့အပါစစ်ကွေးမရောက်နိုင်တယ်မင်းတို့စစ်ကွေးတောက်တယ်ကိုတော့ရှင်းပြနေရမြန်မာပြည်ကပိုပြီးငင်းငင်းမှသိကြပဲမြန်မာနိုင်ငံကိုကိုသားပြုတာဒီအလံကိုသားပြုထားတာနော်ဒီအလံရဲ့အောက်မှာဘာသာကျွန်တော်တို့ဘာသာတရားတွေရဲ့အောက်မှာဒီအလံရှိတယ်ဒီအလံနိုင်ငံကိုကိုသားပြုတဲ့အလံ ဒီမြန်မာနိုင်ငံကျွန်တော်ရဲ့အတွေးခေါ်အယူဆကကလေးဆန်ရင်ဆန်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအလံကိုဖျားစင်အောင်မင်းယုတ်ကြီးနေကကလေးဆန်တာမင်းရဲ့အတွေးခေါ်ကကလေးဆန်တာမဟုတ်ခွေးဆန်နေတာဟုတ်ပါခင်းပြီးတော့မှမြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေဆိုတဲ့စုကိုကျွန်တော်ကတောင်းတာအဲ့ဒါကျွန်တော်ရဲ့တပ်ဝင်ယုံကြည်မှုဟာဖြစ်ကောင်းလဲဖြစ်လာလိမ့်မယ်ဟုတ်တယ်မလားကောင်းတဲ့တွေကောင်းတာဖြစ်မှာပဲအခုကမြန်မာနိုင်ငံကကက်ဆေးနေတာကက်ဆိုင်နေတာ ဒါကျွန်တော်ကနိုင်ငံနဲ့လူမျိုးနဲ့ပတ်သက်ရင်စိတ်တက်ကအယံပြင်းထန်တာအဲ့ဒါကျွန်တော်ရဲ့စိတ်ပဲเนาะကျွန်တော်ဘ ᱹ ကူကမှစော်ကားလို့ခြင်းမရှိဘူးကိုလုံးနိုင်တဲ့လူကိုကိုလုံးမယ်ကျွန်တော်ကဘ ᱹ ကူမှစပြီးတော့မတိုက်ခိုက်ဘူးเนาะအခုပြောရအောင်မယ်အဲ့လိုပါတီအကြောင်းနေတိုက်ရတယ်ခင်ဗျားတို့ကိုကျိုးကိုဆွတ်လို့ပြီးတော့အခုလာရတာမန္တလေးကိုစကိုင်းကိုလာစဲကျွန်တော်နဲ့တူတူသွားမယ်ဟဲ့အောင်လူမင်းဆိုတဲ့ကောင်တေဒီဦးဆိုတဲ့ကောင်ငါမင်းကိုစိန်ခေါ်တယ်ကွာယောက်သားချင်းချင်းမင်းတို့ကတော့တူတူသွားလူကြမယ်နိုင်ငံမှာနှစ်ပေါင်းအဆက်ဆက်ပြီးသူတွေ နွားနုတွေလောင်းထည့်ပြီးတော့ပန်းတွေဆက်ကတ်ခဲ့တဲ့ငကပွက်တောင်ကြီးကတော့လက်ချီချီနေမှာတော့ရာအားလုံးပြီးဆုံးသွားခဲ့ပါပြီ။အီမီဆန်ပဲဒေါသထွက်ခဲ့လေသလား။မင်းအောင်နိုင်နဲ့ကျူကျူပေါ်လိုပဲသွားရောက်ပြီးနွားနုထည့်လိုပဲပျက်စီးသွားသလား။ငကားကြီးပဲစိတ်ဆူးသလား။သူချာမသိရပါနဲ့။သိကြတာတခုကတော့ဘောဘက်ကတွေကတော့တော်တော်စိတ်ဆူးနေပြီဖြစ်ပါတယ်။ နကပွက်တောင်တို့ရောက်ရှိနေရပါဒါပေမဲ့မင်းကတော့ငရင်လှုပ်သွားတော့နကပွက်တောင်ကနည်းနည်းကျွန်ကြသွားတယ်ပေါ့ဒီပေါင်လေးလည်းမရှိတော့ပုံနာလေးပဲပွက်တော့ဒါတို့တော့ယော့သွားကျွန်ကြသွားနော်ဒီဘက်မြေဒီဘက်နေသွားနော်နေကြသွားနေသွားနေရတော့မြေလေးလည်းအပ်ကွဲနေတာမပွက်တော့ဘူးမြေလည်းအပ်ကွဲနေတာဟွာ နေ့ကတော့ငရင်လှုပ်သွားတော့ဒီမှာကုံတော့အက်ပွဲပြီးတော့ချော်ရီကဒီအောက်ထက်ကထွက်ချော်ရီထွက်အမီတချမ်းနှိပ်သွားလို့ပြောရပါမယ်သွားမယ်သွားမယ်တမိလေတုတ်တဲ့ဒူးတဲ့တုံနေပြီပြီးတာဇက်တိုက်ပြီးတာဖြစ်ပါတယ်ဒရေတွေလှုပ်ထားတာဖြစ်တယ်ငေးပြီးတော့ဆေးရုံမှာကျွန်တော်တို့ဒီ earthquake နဲ့ပတ်သက်ပြီးဒရေတွေလှုပ်ထားပြီးတာဖြစ်တယ် ရန်ကုန်စည်းရုံကြီးမှာအတ်ကွိတ်နဲ့ပတ်သက်ပြီးဒရေတွေလုပ်ထားပြီးသားဖြစ်တယ်။မန္တလေးစည်းရုံကြီးမှာအတ်ကွိတ်နဲ့ပတ်သက်ပြီးဒရေတွေလုပ်ထားပြီးသားဖြစ်တယ်။အခုအဲ့အရာတွေတခုမှမဖြစ်ဘူး။မင်းအွန်လိုင်းတယောက်တောင်မကိုင်းပြီးမြောက်မကိုင်းပြီးနဲ့တောင်သွားမြောက်သွားနေတာတွေပဲတွေ့ရတယ်။တီတီရောက်ရောက်ပြည်သူတွေရဲ့အသက်ကိုကယ်ဖို့အခုလိုမျိုး track ပစ်နေတဲ့လူတွေကိုနော်ကယ်တင်ဖို့အတွက်ပစ္စည်းပစ္စည်းရအောင်ပြည်စုံနေတာကိုကျွန်တော်မတွေ့ရဘူး။ကုသမှုတွေကလည်းအအောင်ကျမ်းမြေပေါ်မှာမြေပြင်ပေါ်မှာဒီတောင်ဖြစ်ကလက်စံလုပ်နေရတာတွေကိုမြင်နေရတာဟာ ကျွန်တော်သိရင်းလာတယ်။အဲကြောင့်ဒီဒေါ်လာကြီးပြီးအောင်တိုက်မှာဖြစ်မှာ။ဒီအကောင့်တွေရှိနေသည်၍ကျွန်တော်တို့ပြည်သူတွေမသေးသေးမဲ့သေနေအောင်မှာလို့ကျွန်တော်ပြောချင်ပါတယ်။ဆရာမေးတဲ့မေးခွန်းကိုပြန်ချုပ်ရရင်ပြည်သူစိုးရလက်ထက်မှာအသေးစိတ်စီစဉ်ဆောင်ရွက်ထားပြီးသားဒီဒီလိုလူမဆန်တဲ့လူတွေကြောင့်ပျက်စီးသွားလို့ဒီလိုအဖြစ်မျိုးဖြစ်ရတာလို့ကျွန်တော်ပြောချင်ပါတယ်။ဟုတ်ကဲ့ပါ။တာမန်စာလေးတစ်ကြောင်ရေးတာမဟုတ်ဘူး။ ကျွန်တော်တို့မှာ preparedness မရှိပဲဒီကိစ္စကျွန်တော်ဘာမှပြောစရာအကြောင်းမရှိဘူးကျွန်တော်တို့ကရင်ဘတ်နဲ့ခံစားပြီးတော့နော်အုံနှောင်းနဲ့အလုပ်လုပ်နေတဲ့လူတွေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျအဆရာကြီးကိုယ်တိုင်ကလည်းအစင်သစ်ရှိနေတယ်မန္တလေးကိုသွားမယ်လို့ပြောသွားတယ်ဆိုတော့အခုလက်ရှိငလျင်ဘေးတင်းတဲ့ဒေသတွေထဲမှာ NUG စိုးမိုးထားတဲ့ဒေသတွေလည်းပါဝင်တာဆိုတော့ပြည်သူတွေကိုဘလို့ကူညီကယ်ဆယ်မှုတွေဘလို့ထူထောင်ရေးတွေရောဘလို့လှုပ်သွားဖို့အစီအစဉ်ရှိပါလဲဆရာကြီးခင်ဗျကျွန်တော်တို့စိုးမိုးဒေသတွေမှာ အချိန်နဲ့တပြေးညီကျွန်တော်တို့စောင့်ရနေပြီးသားဖြစ်တယ်ကျွန်တော်တို့သိမှာပဲကျွန်တော်တို့ PDF တွေပါအဖာပါကဖာပါလာဖာတွေနောက်ဒီတက်ဆရာဒေတာမှာရှိတဲ့ကျမ်းမာရေးစောင့်ရှောက်သူတွေအားလုံးကို alert လုပ်ပြီးတောက်လျှောက်ကျွန်တော်တို့လုပ်နေတာဖြစ်ပါကျွန်တော်တို့မှာရှိတဲ့ in အားနဲ့ကျွန်တော်တို့အစွမ်းကုန်ကြိုးစားနေတာဖြစ်တယ်ဒါပေမဲ့ဒီကိစ္စဟာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒါကကဘာပေါ်မှာတောင်မရှိတဲ့ရှားတဲ့ disaster ဘေးဒုက္ခမျိုး disaster ဆိုတဲ့အဓိပ္ပာယ်ကကိုဟာကိုထိန်းချုပ်လို့မနိုင်တော့တဲ့ဟာကို disaster လို့ခေါ်တယ်။အခုဟာကိုဟာကိုထိန်းချုပ်လို့ကျွန်တော်တို့မနိုင်ဘူး။ဒါကြောင့်ဒါတွေကိုပြောလဲမရောက်နိုင်ဆိုတဲ့ခွေးကောင်တော့သိမှာမဟုတ်ဘူး။ तू သိတာ။ဧည့်သည်တဲ့ကာကွယ်ရေးကိုပဲအဓိကလုပ်အောင်မယ်တဲ့။သူကကာကွယ်ရေးပေါ့ဗျာ။နိုင်ငံတကာအကူအညီနဲ့အားလုံးနဲ့ပေါင်းပြီးလုပ်အောင်မယ်ကိစ္စ။အဲ့ဒါကိုဒါကြောင့်ကျွန်တော်တို့ခေါ်တာဖြစ်တယ်။နော်ကျွန်တော်တို့ပြင်ဆင်ပြီးသွားနေတယ်လုပ်တယ်။နော်ဒါအပြင်ဒါကတကယ်တော့ငလျင်နဲ့ပတ်သက်ရင်စာအုပ်ထဲမှာရှိပြီးသား ဒီ internet တွေ theory တွေရှိပြီးသားဂလျင်လှုပ်ပြီးပထမတဏှာကြီးမှာဘာလုပ်ရမလဲဒုတိယတဏှာကြီးမှာဘာလုပ်ရမလဲတတိယတဏှာကြီးမှာဘာလုပ်ရမလဲတရက်အတွင်းမှာဘာလုပ်ရမလဲနှစ်ရက်အတွင်းမှာဘာလုပ်ရမလဲသုံးရက်မှာဘာလုပ်ရမလဲအခုလို track ပြနေတဲ့လူတွေဟာ82နှစ်ကြီးကြော်ရဲ့အသက်ရှင်မှုခက်တယ်ဆိုတာတွေအစနော်ပြီးရင်ဒီဟာတစ်ပတ်နေရင်ဘာလုပ်ရမလဲနှစ်ပတ်နေရင်ဘာလုပ်ရမလဲဒီမြေကြီးပျက်စီးသွားတာနဲ့ပတ်သက်ပြီးဘာတွေ research လုပ်ရမလဲဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ ကျွန်တော်တို့တွေအကုန်လုံးပြင်ဆင်ပြီးသားလေ့လာပြီးသားဓာရီအတွက်ကျွန်တော်တို့မှာဟိအားလုံးဒီလေ့ကျင့်မှုတွေအစားလုပ်ထားပြီးသားဖြစ်တယ်ဆိုတာကိုကျွန်တော်တတ်ပြီးပြောတယ်လုပ်တော့ခါကျတော့အန်ဒီရဲ့ရေချိုးနဲ့ကလေးတွေကအိမ်ထဲမှာအဲ့ဒါရေချိုးရနေတက်လာတော့ဟိုဘက်အိမ်ကတိုက်ကန်နေပြီးတော့ပြူပြီးတော့ကဲအိုးကပေါဝီမီးလောင်တာမီးလောင်တော့ငရဲ့အစားလုပ်တော့အုံးခွတ်ခွတ်ခွတ်ဆိုတိုက်ကန်လေးညင်သွားတာပေါ့ဟုတ် စကားတွေပါတယ်ဂျိုင်းပဲ့တဲ့ဟာပဲ့အဲ့လိုဖြစ်သွားတယ်အဲ့နဲ့ဒီပလီကိုဖျားဖို့ပြုသွားနေကြတာမောင်လေးကအဲ့လိုလိုက်တဲ့အခါကျပလီကလည်းအပုံကြီးဖြစ်နေတယ်။အဲ့ရနေမှာရှာတွေ့အလောင်းကိုအဲ့ဒုက္ခတော့ဖြစ်နာပုံကတမီးရဲ့အခုကပြောင်းပြေဖို့ပြုဖို့ကြလဲဒီအိမ်ကိုပဲလို့လောအောင်မဘလို့ဖြစ်မှန်းသိဘူးပြီးတော့နာရေးအိမ်ဖြစ်နေတာပုံကတမီးရဲ့နာရေးအိမ်ဆိုတော့ခုဖတ်သွားရင်စိတ်မကောင်းဖြစ်ကြရင်မအောင်စိုးလို့ပေါ့ ်သေးသွားတဲ့လူကသူ့ကိုပြစ်သွားခဲ့ပြီဆိုအလုံးသိခဲ့တွေးတာပေါ့နော်အဲဒါကြောင့်မပြစ်မသွားပဲဒီနားလေးတွေခင်းအိမ်နေရတာရှည်လေးတွေခင်းကြိုက်ပါကြိုက်နေဒီတိုင်းနေရတာပဲဟုတ်ဟုတ်ဟုတ်ဟာ66နဲ့တက်ကသူ့သုံးနဲ့မောင်လေးက63နဲ့ဒီသားလူဒီလိုပဲရှာဖို့နောက်တော့လုံးဖို့ကင်ဖို့နေတာအသက်ဘယ်လိုရှင်းရမလို့ကိုစဉ်းစားနေရတာအခုအဟိုဆွေးတွေပြလို့ရတယ်လာကြပါပြကြပါအဝေးရတော့ခေါ်ကြတာပေါ့ဟိုဘိမ်မဲ့ဖြစ်သွားဖို့ကအနာရေးဖြစ်နေတယ် အားကြောင့်ဒီစီမင်းကြီးတော်တော်တော့ပြည့်စုံဆုံးဆုံးတာပါတော်တော်ပြည့်စုံဆုံးဆုံးတာအထဲတဲ့ပကန်းလေးခွဲရောက်ပြီးဘာမှမရတော့ဘူးငရေရတော်တော်ကျန်းနေညကလည်းတောက်လျှောက်လို့ကနေတိုင်းလှုပ်နေတာတောက်လျှောက်လို့ကဟိုအလောက်တောင်မပြင်းတာဘူးအဲဘယ်လိုဖြစ်မလို့ဘာလို့ဆိုတော့စဉ်းစားနေရတာပုံသမီးရဲ့ ပထမဦးဆုံးဒီမြို့ထဲမှာပေါ့နော်ကျွန်တော်သိရတယ်လို့ဆိုလို့ရှိရင်အဲညမကဒီပြည့်30မတ်လ30ရက်နေ့ကလေးကအဲ့ဒီရောက်နေတယ်လို့သိရတယ်ပေါ့နော်ဆိုတော့အဲ့ဒီ30ရက်နေ့ကလေးကနေအခုကျွန်တော်တို့ April ဧပြီလ1ရက်နေ့အထိမြင်တွေ့ရတဲ့မြင်ကွင်းပုံစံကိုနည်းနည်းပြောပြပါလားဗျာမြို့ထဲမှာ အာဟုတ်ကဲ့ဟုတ်ကောဟာမြေတရားမြမြင်ကွေးဆိုရင်ကို30ရက်နေ့မှာရှိပြီးတော့ကျွန်တော်တို့အမျိုးကကျွန်တော်တို့မျိုးမျိုးကလူလူနေပေါ့နော်မျိုးကလူလူလူတွေမျိုးကလူတွေရှိတယ်ပြီးလို့ရှိရင်လည်းကိုဟိုနေစရာမရှိလို့ပေါ့နော်အိမ်နေပြိုကျသွားတဲ့အတွက်နားမောထွက်နေတဲ့လူတွေရဲ့ပြီးလို့ရှိရင်တခြားမျိုးဟိုချက်ချင်းသွားဖို့အတွက်အာပြင်နေတဲ့လူတွေရဲ့ဒီလိုဒီလောက်ပဲတွေ့တယ်ပေါ့နော်အခုပြောမယ်ဆိုရင်ကုညီကဲဇေယျလေးဘာလဲလဲအလောတကြီးဟိုမရှိခဲ့သေးဘူးပေါ့နော်အခုအာလုံနေတဲ့အဖွဲတွေကတော့ကျွန်တော်တို့အာပေါ့နော်အိမ်စကိုင်းစကိုင်းအခြေဆိုင်ပေါ့နော်အာနှစ်ပါပါတော့တစ်ဖွဲတစ်ဖွဲတစ်ဖွဲ ွဲနှစ်ခွဲလောက်ကတော့ပေါ့နော်သူတို့ခေါ်တဲ့နေရာတွေမှာ like ဟိုကကုနီကယ်ဆယ်ရေးလုပ်နေတာမျိုးတော့အာရှိတယ်ပေါ့နော်အကိုဟုတ်အဲအဲ့ဒါလေးအဲ့ဒါကတော့30ရက်နေညှင်းခွဲပေါ့နော်အကိုအာ31ရက်နေကြတော့အကိုကျွန်တော်တို့အာကုနီပေးတဲ့ကားတွေဒစီစာနစီစာစတွေ့ရပြီပေါ့နော်အကိုကုနီကုနီပေးတဲ့ကားဆိုအစာအတောက်တို့ရှိလို့ပေါ့နော်အာဒါမျိုးတွေစပြီးစပြီးတွေ့ရတယ်ပြီးလို့ရှိရင်ကုနီကယ်ဆယ်ရေးအေးလုပ်လုပ်ပေးတယ်ပေါ့နော်အဖွဲ့အစည်းတော်တော်များများလေးစရောက်လာတာကိုတွေ့ရတယ်ပေါ့နော်တော်တော်များများဆိုပေမဲ့ပထမရက်ကထက်များတဲ့ပမာဏပဲဖြစ်တာပေါ့နော်အာများတဲ့ပမာဏပဲဖြစ်တာအရင်ကြီးဟိုပြောမစိစောက်ကယ်ဆယ် like ပြိုကျနေတဲ့အစာအုပ်တိုင်းကိုကယ်ဆယ်ရေးလုပ်ဖို့အတွက်လုံလောက်တဲ့အင်အားမျိုးမဟုတ်ဘူးလို့တော့မြင်နေပေါ့နော်ကိုအဲ့ဒါတော့31ရက်နေ့ပေါ့နော်31ရက်နေ့မှာပြီးလို့ရှိရင်တော့အဲ့ဒီကျွန်တော်တို့အမလေးရှားအဖွဲ့ရောက်လာတယ်ပေါ့နော်မလေးရှားမလေးရှားအဖွဲ့ရောက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲ့ဒီလမ်းနေမှာအစာအုပ်ချက်အရန်အရန်များတာမျိုးဖြစ်နေပေါ့နော်အာပြီးရက်ကကြောင့်ဒီနေ့တရက်နေ့ပေါ့နော်တရက်နေ့မှာဆိုလို့ရှိရင်တော့အာအဲ့ကယ်ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေက31ရက်နေ့ထပ်တော့ပုံများလာပြီအာပြီးလို့ရှိရင်အကိုပေါ့နော်အဲ့ဒီကျွန်တော်တို့ရက်ွက်တွေပေါ့နော်ရက်ွက်အစုံတော့မဟုတ်သေးပြင်မဲ့ကျွန်တော်စကိုင်းမျိုးကတချို့ရက်ွက်တွေမှာဆိုလို့ရှိရင်ဆီယာဝင်တချို့ပေါ့နော်ရောက်လာပြီ တဲ့အခါကျတော့လူနာကြည့်ပေးတာမျိုးအာဆဆလုံလာတာမျိုးတွေ့ရပေါ့နော်ဆရာအာအကိုအာပြီးလို့ရှိရင်ကျတော့ကျမတို့နောက်ထပ်အာနောက်ထပ်အနေနဲ့ဆိုလို့ရှိရင်ဒီကျမတို့ဒီနေ့ဒီနေ့မှာပေါ့နော်အရင်များတဲ့အာပြောမှဆိုရင်ထောက်ထောက်ဖို့ရင်ပုံစံမျိုးပေါ့နော်အကိုအစားအသောက်ရေအာတခြားလိုအပ်တဲ့ပစ္စည်းပစ္စည်းတွေကဲပေးတာကျမကားထဲမှာချိန်ထားတာလို့ရွှေဘူကလာတာတွေ့တယ်အာပဲခူဘက်ကလာတာတွေ့တယ်မန္တလေးကလာတာတွေ့တယ်ဘုံကလာတာတွေ့တယ်ပေါ့နော်အကိုအာတော်တော်များများရောက်လာတာမျိုးဒီနေ့မှာတော့တော်တော်ကြီးတွေ့ရတယ်ရှင်ဟုတ်ဟုတ် ဟုတ်ကဲ့ပါဗျာဆိုတော့ဒီဇဂိုင်းလို့ပြောလို့ရှိရင်အပုံနဲ့နေထွက်တာလို့ပါလို့ဒါ online ပေါ်မှာလည်းပြောကြတာပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လောက်သိရတယ်ဗျာအော်ဟုတ်ကဲ့ဟုတ်ကဲ့ဟွာကျမအမြင်နဲ့ဆိုရင်တော့30ရက်နေတော့ငါတော့အကိုကျမတို့ဟိုကျမဟိုအမှန်တိုင်းပြောရင်တော့လူတွေပုံနှံကဒါပထမဆုံးရောက်ဘူးတာပေါ့နော်အကိုအရင်တော့ကတော့ကျမအာအကောင့်အသေးပုံနှံနေရောက်ဘူးလေဆိုတော့ကျမဟိုလူလူတော့ကျွတ်နေမနိုင်ကောင်းဝင်မယ်ကျမရောက်ဘူးလေအာ ွက်ဒီပုံနိုင်နေမယ်ကွာဟိုနိုင်ပြောပြပြလိုက်မယ်နော်ကိုအာကျမတို့အဲ30 30ရက်နေမှာဆိုရင်အပုံနဲ့ကအရင်မစိုးသေးဘူးပေါ့နော်ကိုကျမတို့ပုံမှန်အကားတွေကနေပြောမယ်ဆိုလို့ရှိရင်ဆဆပြီးတော့အဲ့လိုအာအဲ့လိုမျိုးပေါ့နော်အဲ့လို နည်းနည်းအချင်းဖောက်တဲ့အနက်မျိုးရောက်လာတာမျိုးဘလောက်ပဲဖြစ်တယ်ပြီးတော့အရင်ကြီးနှာခေါင်းကြီးထဲမှာစူးရွားပြီးတော့အဲ့လိုအန်ဂျင်စိတ်ဖြစ်လောက်တဲ့အထိအဲ့လိုမတ်တေတက်ဖို့လိုလောက်တဲ့အထိအဲ့လိုအဲ့လိုအနေထားကြီးမရောက်ခဲ့ဘူးပေါ့နော်ကို31ရက်နေ့မှာတော့အဲ့လိုမြို့မြို့ရဲ့နေရာအနှံ့ပြားမဟုတ်ဘူးလေကျွန်တော်အဆောက်အုံနေမှာပေါ့နော်ပြကြပြီးတော့တည်ဆုံးတဲ့လူရှိတဲ့နေရာတွေဆိုလို့ရှိရင်တော့အနန်းကဟို နည်းနည်းတော်တော်ဆိုးတယ်ပေါ့နော်တ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 ော်နည်းနည်းဆိုးလာတဲ့အခြေအနေမျိုးတော့ရှိတယ်။ဒါပေမဲ့ဒီအရင်နေ့မှာဆိုလို့ရှိရင်တော့ကျမတို့အဲ့ဒီတိုက်အဆောက်အုံရဲ့ပေါ့နော်ကျမတို့နှစ်ပြတပြတပြတပြကြော်ကြော်ပေါ့နော်တပြကြော်ကြော်လောက်ကစပြီးတော့အနံ့ဆူဆူစရနေတာမျိုးတော့ရှိပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီစက်ကြီးတွေနဲ့ပတ်သက်ပြီးတော့ crane တွေ backhoe တွေရောက်လာပြီးတော့ကုညီကယ်ဆေးလုံတာမျိုးမြင်ရလားဗျလောက်ကမှုကိုရှိသလားဗျ အော်ဟုတ်ကဲ့ဟုတ်ကွာကုညီကယ်ဆယ်ရေးလုပ်နေတာမျိုးတော့မြင်ရပါတယ်ရှင်ဟုတ်ဒါပေမဲ့ဟိုလောင်းငမှုရှိတယ်လို့တော့ကျွန်တော်အနေနဲ့မမြင်ဘူးရှင်ဟုတ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 ်ကဲ့ပါဗျာဆိုတော့ဒီအခုနကပြောသွားတာရွှေဘိုဘက်ကလာတာတွေ့တယ်မန္တလေးဘက်ကလာတာတွေ့တယ်ဒီရန်ကုန်ဘက်ကနေပြီးတော့လဲသခိုင်းကိုလာပြီးတော့တွားပြီးတော့ဒီလာလှူကျင်တဲ့သူတွေနောက်ပြီးတော့ကုညီကယ်ဆယ်လုပ်ကျင်တဲ့သူတွေကလည်းမေးကြတာပေါ့နော်လာလို့အဆင်ပြေသလားလမ်းမှာနောက်တစ်ခုကအစစ်အစေးရှိသလားအထူးသဖြင့်တော့စစ်စေးကိတ်တွေမှာဘလို့အခြေအနေရှိသလားဒါမျိုးတွေလည်းသိကျင်ကြတယ်ဗျာဆိုတော့တိရတယ်လို့လည်းပြောပြပါအောင်ဗျာလာဖို့အဆင်ပြေသလားဗျာသခိုင်းကို အော်ဟုတ်ကဲ့ပါရှင်ဟုတ်ဟွာစကိုင်းကိုဆိုလို့ရှိရင်ပေါ့နော်ကျမတို့အဲပထမဦးအရင်တုန်းကတော့ကျမတို့ဇက်တီနဲ့ကူရတာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ကျမတို့မနေ့မနေ့မနေ့ပေါ့နော်31ရက်နေ့31ရက်နေ့ကစပြီးတဲ့အခါကျတော့ကျမတို့တရားမှာတော့သူတို့ရင်အစည်းရေအကန့်အသတ်နဲ့ဟိုဖြတ်ခွင့်ပေးတယ်ပေါ့နော်စကိုင်းစကိုင်းတရားအစ်စ်ပေါ့နော်စကိုင်းသားအစ်စ်ကိုရင်အစည်းရေအကန့်အသတ်နဲ့ဖြတ်ခွင့်ပေးတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ပေါ့နော်ဟိုလာမယ်ဆိုလို့ရှိရင်တော့လေဖြစ်နိုင်လို့ရှိရင်တော့ကိုယ့်ရဲ့ ရှင်ရဲ့အရှိမပြောမဆိုရင်ပိုရီရဲ့ပေါ့နော်ထပ်ပါတော့ဘယ်ကူညီကယ်ဆယ်ရေးအတင်းအဖွဲဖြစ်ပါတယ်ဘလို့ငလျင်ပေးတဲ့အတွက်ဘသူဘသူတွေကစူပေါင်းလုပ်ရမ်းပါတယ်ဆိုရယ်ဗီနိုင်းတွေကတ်လာခဲ့ပြီးတော့အာကျမတို့မေးရမျိုးတော့ရှိတယ်ပေါ့နော်ကုံတွေကဘာတွေလဲဘယ်သွားမလို့လဲအဲ့လိုအဲ့လိုမေးရမျိုးမေးရမျိုးတော့ရှိတယ်အဲ့ဒီအချိန်မှာဘာတွေဘာဘာကုံတွေပါအာငလျင်ပေးအတွက်ကူညီပေးမလို့ပါဆိုပြီးတော့ဟိုအဲ့လိုပုံစံမျိုးဖြေလိုက်လို့ရှိရင်တော့ကျမတို့ဒီစကိုင်းဘက်ကိုလွတ်ပေးရမျိုးတော့ရှိပါတယ်ရှင်ဟုတ်ဟုတ်ဟုတ် ဟုတ်ကဲ့ပါဗျာဆိုတော့နောက်တစ်ခုကကျတော့ဒါကုညီကယ်ဆယ်ရေးအဖွဲ့တွေကဒါကတော့မြေပြင်ကပြောကြတာကဒီမြို့ပေါ်လောက်ပဲဟိုနံပါတ်ကြီးရဲ့နေရာလောက်ပဲရောက်တယ်ဆိုတာမျိုးပြောကြတယ်အစွန်အဖျားတွေကြကြတော့မရောက်နိုင်ဘူးဆိုကြတယ်ဗျာအဲ့ဒါအခြေအနေရောဘယ်လိုရှိလဲတဲ့အစွန်အဖျားတွေရောက်နိုင်သလားဗျာ အော်ဟုတ်ကဲ့ဟုတ်အာကျွန်မကျွန်မအနေနဲ့အမြင်ပြောရမယ်ဆိုရင်တော့ပေါ့နော်ဆရာအာကုနီကယ်ဆယ်ရဲ့အတင်းဖွဲ့ရအခုလောလောဆယ်မျိုးရဲမှာပဲအတွေ့ရများပါတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီအရန်အဝေးလာရခတ်တဲ့မျိုးစုံရက်ွက်တွေကိုတော့အာရောက်တာမျိုးတော့ကုနီကယ်ဆယ်ရဲ့အဖွဲ့ရောမတွေ့ရပါသေးဘူးဆရာအာဒါပေမဲ့ကျွန်တော်တို့ဒီရက်ပါဒီရက်ပိုင်းအတွင်းမှာဒီနေ့ဒီနေ့အတွက်ဆိုလို့ရှိရင်တော့မျိုးအစုံပိုင်းတွေမှာရေအလူကားတွေပြီးလို့ရှိရင်အာထမင်းတို့အလူကားတွေအစားအသောက်အလူကားတွေစေဝါအလူကားတွေရောကျွန်တော်တို့တွေ့ရပါပြီဟုတ်ဟုတ် ဟုတ်ကဲ့ပါဗျာအခုနောက်ကကျွန်တော်ဒီအင်တာဗျူးစလုပ်တော့ကလည်းစထပ်ပြီးတော့ငလင်းလှုပ်လို့ဟိုတေးလိုက်ရတာကျွန်တော်တတိထားမိလိုက်တယ်ဆိုတော့ညပိုင်းနေဒီအပြင်ထွက်အိတ်နေရတယ်လို့လည်းသိရတယ်ပေါ့နော်ဆိုတော့ညပိုင်းမြင်ကွင်းတွေကျွန်တော်တို့နည်းနည်းပြောပြလို့ရပါလူတွေဘလို့အိတ်နေကြတယ်လဲစားနေကြတယ်လဲနည်းနည်းပြောပြပါဦးဗျာ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုဟိုညပိုင်းမှာဆိုလို့ရှိရင်ပေါ့နော်အခုငါတို့ဒီရက်ွက်တွေမှာဆိုရင်ရက်ွက်အရှိလမ်းတွေရှိတယ်ပေါ့နော်အခုအဲ့ဒီမှာဆိုလို့ရှိရင်လည်းမပြည့်စည်ပဲကြံနေသေးတဲ့အာကုတ်ပြစ်တွေတို့အကြောင်ရှိသမျှဖြားရီတို့အခင်းတွေတို့ထုတ်ပြီးတဲ့အခါကျတော့အဲ့လိုဟိုအရှိလေးမှာပဲစုပြီးတော့နေကြတယ်ပေါ့နော်စုပြီးနေကြတယ်ပြီးတော့ကျမတို့အဲ့အဲ့စုပြီးနေတယ်ပြီးလို့ရှိရင်အိတ်အိတ်တယ်ဆိုလို့ရှိရင်ကျမတို့ခြံအောင်ရှိသူကခြံအောင်ထားအခြံအောင်မရှိတဲ့သူကလည်းခြင်စေးခြင်စေးရသလောက်ထွန်းပေါ့မရှိဘာမှမရှိတဲ့သူတွေကြောက်လဲခြင်အကိုက်ခံပြီးတော့အာအိတ်ကြရတာပေါ့နော်အခုအဲ့လိုလေးတော့ရှိပါတယ်စားတော့တာကြတော့လေကျမတို့ဒီ ီပေါ့နော်ကိုရိုင်းမဲချက်ပြီးစားကြတယ်ဒါပေမဲ့ပြဿနာကကျမတို့မှာရေအကန့်အသက်ရှိနေတာပေါ့နော်ရေဒီကျမတို့အခုနောက်ပိုင်းတောက်သုံးရေကိုဟိုလှူတာတွေများတယ်ပေါ့နော်အဲ့ဒါကြောင့်တောက်သုံးရေအဆင်ပြေတယ်ဒါပေမဲ့ကျမတို့သုံးဆွဲဖို့ရေအတွက်ကကြတော့ကျမတို့ပုံပိုင်တွင်းတွေကိုအားကိုးရတယ်ပေါ့နော်ပုံပိုင်တွင်းတွေကလည်းကျမတို့ရှိတာကရက်ွက်တိုင်းမှာမရှိဘူးပေါ့နော်ပုံပိုင်တွင်းတွေကရက်ွက်တိုင်းမှာမရှိဘူးအာတရက်ွက်မှာရှိလို့ရှိရင်လည်းဟို၃၄၅ခုအပြင်မပို့ဘူးပေါ့နော် ပြီးလို့ရှိရင်ရက်ွက်တက်ွက်မှာဆိုလေလူတွေဦးရေကဟို200 300အထက်ဆိုတဲ့အခါကျတော့ဘယ်လိုမှဟိုအဆင်မပြေဘူးပေါ့နော်မြစ်ကနေပြီးသွားပြီးတော့ဟိုဆွဲချဖို့ဘာညာဆိုတဲ့အခါကျတော့လေကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်ဒီလောင်းဟင်းချက်ဖို့အိမ်ဘယ်လိုပြောမလဲကျွန်တော်တို့အိမ်နာတက်ဖို့အရေးတကြီးလောက်ဆောင်ရမယ့်အရာတွေပေါ့နော်ဒါတွေအတွက်ကအငင်းတင်လာဆိုတော့မတင့်နေတဲ့အခြေအနေတော့ဖြစ်ပါလေရှင်ဟုတ်ဟုတ်အဲအားလုံးပဲဒါလေးကတော့စကိုင်းတိုင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကိုဖော်ပြလာတဲ့ဗီဒီယိုတစ်ခုကိုပြန်လည်မျှဝေပေးလိုက်ပါရစေ။ဒီဗီဒီယိုမှာကြည်ချင်းအပြင စကိုင်းမှာပုံနဲ့နေထွက်နေရတဲ့ပတ်သက်ပြီးတော့လဲစကိုင်းမှာလက်ရှိရောက်နေတဲ့သူရဲ့ပြောပြချက်အရသိရပြီးဖြစ်ပြီးတော့နောက်တစ်ခုအနေနဲ့ကယ်ဆယ်ရေးတွေကိုထိမိမလုပ်နိုင်တဲ့တွေ့ရပါတယ်မင်းအောင်လိုက်အနေနဲ့ကတော့2021အာနာသိမ့်ပြီးချိန်ကစပြီး2024ခုနှစ်ပေါ့နော်2023ခုနှစ်ထိပေါ့အဲ့ဒီတွင်းမှာပဲလူမှုကယ်ဆယ်ရေးအဖွဲ့ပေါင်း192ဖွဲ့ကိုဖြတ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်အဲ့လိုပဲတခြားခြားသောထောက်ပံ့မှုတွေပြုလုပ်နေတဲ့ကုမ္ပဏီတဲ့ဖောင်ဒေးရှင်းပေါင်း24ခုကိုလည်းဖြတ်သိမ်းခဲ့ကြောင်းသိရှိရပါတယ် ဒါတွေကိုဖျက်သိမ်းခဲ့တာဟာလည်းကျွန်တော်တို့လက်ရှိသဘာဝဘေးရန်အနေနဲ့ကြုံတဲ့အခါမှာပိုပြီးတော့ထိခိုက်မှုတွေရှိလာတာအလုံးသိမှာဖြစ်ပါတယ်။ကေသေးဖွဲ့တွေဆိုတာကေကိုပဲနေစဉ်နဲ့အမျှတက်တက်ကြောကြောနဲ့လုပ်ခဲ့တဲ့လူငယ်တွေအလုံးစုပေါင်းပြီးတော့ဖွဲ့ခဲ့တဲ့ဖွဲ့စည်းတွေဖြစ်ပါတယ်။ကျွန်တော်တို့ဤသူအစိုးရလက်ထက်မှာကေသေးဖွဲ့ပေါင်း62ခုသေပေါ်ထွန်းလာခဲ့ပြီးတော့အဲကေသေးဖွဲ့တွေကမှတက်ဆင်ပြန်ပေါ်ရတဲ့ကေသေးဖွဲ့ပေါင်း104ခုထိပြီးခဲ့တာလဲအလုံးရှိခဲ့ရပါတယ်။ ိုင်မဲ့လည်းအဲ့ဒီဖွဲ့တွေအကုန်လုံးဖျက်သိမ်းလိုက်ဖြစ်ပါတယ်မပုံမတင်ထားတဲ့ဆိုတော့ဘတ်ခွန်နဲ့ပဲမင်းအောင်လိုက်အားလုံးကိုဖျက်ဆီးခဲ့တာပါအရောက်ကဲရင်းမြစ်ဟာဒီခွေးတွေဖြစ်ပါတယ်ဒီခွေးတွေကတော့မတွန်းနိုင်နိုင်ပြီးတို့ပြည်သူတွေနေစင်နေအမြတုံလာသမျှဟောဝဘီအန်ဒီရီတွေကိုပြည်ရင်နေပဲခံစားနေအောင်ပါ